လူတော်များများမှဆိုလို့ရှိရင်ကိုကိုတိုင်ကသွေးသွိုးရှိနေမှမသိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ငပိတို့ငချောက်တို့ဒါတွေမှသမင်းစားမိတ်နဲ့မြန်မာလူမျိုးတွေအတွက်ဆိုလို့ရှိရင်သွေးသွိုးကလွယ်ကူတယ်ပြီးလို့ရှိရင်ဒီသွေးသွိုးတက်နေတဲ့အချိန်မှဆိုလို့ရှိရင်ပရိုလုတ်ပြီးတော့အရေးပေါ်ကုသပေးလို့နိုင်တယ်ဆိုတာကိုမျှဝေပေးတယ်မှာဖြစ်ပါတယ်နော် ကနေဒါတွေမှာအငန်ဘက်တွေကိုစားလိုက်သမျှအစားအစာတွေတိုင်းမှာပါနေတယ်ဆိုလို့ရှိရင်ဒီလိုအချိန်ဒီမှာအလွယ်တကူသွေးသွပစ်စင်နိုင်တယ်နော်သွေးသွကစိတ်ပြူစရာမဟုတ်ဘူးလို့ထင်ကြရှိပေမဲ့သွေးသွကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေကလည်းတော်တော်များများရှိပါတယ်နော်ဒါကြောင့်မို့လို့ဒီသွေးသွရှိနေမှမသိလိုက်ပဲနဲ့အသက်အနည်းထိခိုက်တာမျိုးတွေလည်းခံစားကြရတဲ့လူတွေကလည်းတော်တော်များများရှိပါတယ်နော် ဒါဆိုလို့ရှိရင်တော်တော်များများမေးစရာဖြစ်တယ်။သွေးသိုးဆိုတာကပါတယ်။ဥပမာဆိုလို့ရှိရင်သွေးသိုးကသွေးပေါင်ချိန်ပုံမှန်ထက်မြင့်တက်နေတဲ့တူကို ဒါကသွေးတိုးတယ်လို့ခေါ်တယ်လို့ပြောလို့ရတယ်เนาะအရင်ပြင်းထန်နေမှာဆိုလို့ရှိရင်လေဖြတ်တာထိဖြစ်စေနိုင်တယ်เนาะနောက်တစ်ခုမှဆိုလို့ရှိရင်သွေးပေါက်ချိန်တွေအရင်မြင့်နေပြီဆိုလို့ရှိရင်ဒါကအရင်ကိုသွေးတိုးနေတော့တကြမလို့သွေးကြောတွေကိုထိခိုက်ပြီးတော့ပျက်စီးစေနိုင်တာမျိုးတွေလည်းရှိတယ်ဥပမာဆိုလို့ရှိရင်သွေးကြောတွေရောင်ရမ်းလာတာမျိုးတွေသွေးရုပ်စိတ်နေတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်သွေးရည်ကြည်လိုမျိုးပေါ့เนาะအယူတွေယူစိတ်နေတာမျိုးတွေလည်းရှိနိုင်တယ်နောက်တစ်ခုကကြဆိုလို့ရှိရင် ลงอ่ะตัวกูตัวที่ไล่ด่าเนี่ยนี่นลุงหรือกูนี่ท่องมาไหนเนี่ยขาจารุชีนลุงไปจานอยู่ดูแลพี่สีนายมาแล้วเนาะ ဒါဆိုလို့ရှိရင်ရုပ်တရက်သွေးသုံးလာတဲ့လက္ခဏာမျိုးဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးရှိစေနိုင်လဲဆိုလို့ရှိရင်ရင်ဘတ်ထဲမှာပြင်းပြင်းထန်ထန်အောက်ပါမျိုးတွေစိတ်ရှုပ်ထွေးနေတာမျိုးတွေအမြင်တွေဝေဝါးနေတာမျိုးတွေမတူနိုင်အောင်မခံရနိုင်အောင်ခေါင်းကိုက်နေတာမျိုးတွေလည်းဖြစ်စေပြီးတော့မအီမတာဖြစ်ပြီးတော့အော့အန်တာမျိုးတွေလည်းဖြစ်စေနိုင်တယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်စိတ်ပြီးစီးမှုတွေအများများတာမျိုးတွေအသက်ရှူတာပက်တော့ပက်တော့ဖြစ်နေတာမျိုးတွေနော်ပြီးလို့ရှိရင်တတ်တာမျိုးတွေဘာမ မတုတ်ပြတ်မှုမရှိပဲနဲ့ခြေတောက်တွေလက်နဲ့မိနှာတွေထုံကျင်နေတာမျိုးတွေစီးသွားနေလာတာမျိုးတွေခြေလက်တွေထဲမှာဆိုလို့ရှိရင်အားမရှိတာမျိုးတွေခံစားရနိုင်တယ်။နောက်တစ်ခုမှဆိုလို့ရှိရင်ခန္ဓာကိုယ်ပေါ်ဖောရောင်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်နော်။ ဒါဆိုလို့ရှိရင်ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်တောင်းနေကြဆေးတွေရှိရင်တောက်ပေးပါဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့နီးစပ်ဆုံးခြေချမ်းကိုသွားပေးပါနော်။ဒါမှသာလျင်သွေးသွေးရောဂါခံစားနေရပြီဆိုလို့ရှိရင်ဒါလေးတွေကိုလည်းတတိထားပေးဖို့လိုအပ်မယ်နော်။စစ်ဆေးမှုကုသမှုတွေခံယူပြီးတော့သွေးသွေးခံစားနေရပြီဆိုတာကိုကိုကသိခဲ့မယ်ဆိုလို့ရှိရင်နောက်ဆက်ကျမရေးတွေနောက်ဆက်ပြဿနာတွေကိုရှောင်ရှားစေဖို့အတွက်ဒီတိုင်းကိုလေ့ကျင့်ပေးဖို့လိုပါတယ်နော်။ ခုပုံမှာဆိုလို့ရှိရင်နေစဉ်သွေးပေါင်ချိန်တာမျိုးတွေပြီးလို့ရှိရင်တောက်တုံရမဲ့ဆေးကိုပုံမှန်တောက်ပေးတာမျိုးတွေကျမရည်နဲ့ညီညွတ်တဲ့အစာတောက်မှုတွေပုံစံတွေကိုစားသုံးတာမျိုးတွေကိုလုပ်ပေးတည်တယ် နောက်တစ်ခုမှဆိုလို့ရှိရင်အစားလက်စေးဆေးလက်စားဆိုတဲ့စကားအတိုင်းပေါ့နော်။ပြောသီးလို့လိုမျိုးဒီပိုးတက်စီရင်ကြွယ်ဝဆိုတာပါဝင်နေတဲ့အချက်။နောက်တစ်ခုမှဆိုလို့ရှိရင်သွေးပေါင်ချိန်မျိုးကိုလည်းထိန်းနှီးပေးနိုင်တဲ့ဒီငပြောသီးလိုမျိုးအစားတောက်မျိုးကိုစားသုံးပေးသေးတယ်နော်။ဒါဆိုလို့ရှိရင်နေ့စဉ်စားသုံးနေတဲ့အစားတောက်တွေထဲမှာဆိုလို့ရှိရင် အချိုကဲတာမျိုးတွေအငန်တွေများတာမျိုးတွေဆိုလို့ရှိရင် short နိုင်တော့ short chart ပြပါเนาะနောက်တစ်ခုမှဆိုလို့ရှိရင်နေ့စဉ် asset chain တွေကိုပြေးဝအောင် asset ပြပါ safe fee စီမှုကင်းတာမျိုးတွေတဲ့နေထိုင်တဲ့ဘဝပုံစံမျိုးကိုဖန်ပြီးပါနေ့စဉ်ကိုလှလှရှားမှုတွေကိုလုပ်ပြီးเนาะတာမတာလင်းခန္ဓာကိုယ်ဖောရောက်နေတာမျိုးတွေရှိမရှိစစ်ဆေးပေးတာမျိုးတွေလုပ်ပြီးသိပါတယ်เนาะ ဒါဆိုလို့ရှိရင်သွေးသောယောဂသမားတွေအတွက်အရေးပေါ်ဘယ်လိုပြုစုရမလဲဆိုတာကိုအားလုံးသိကြပြီလို့ထင်ပါတယ်နော်။ဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel လေးကို YouTube နဲ့ subscribe လေးနှိပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်။